လို့တင်ရအောင်မင်္ဂလာပါဒီနေ့ကျွန်တော်အထူးထူးထမ်းထမ်းချစ်ကြတဲ့ပစ္စည်းလေးကိုတင်ပြချင်ပါတယ်အဲ့ဒီပစ္စည်းလေးကတော့ပုဂ္ဂိုလ်တန်း E21 အဲ့ကျွန်တော်ပြောမစင်တဲ့ GPL လေးပေါ့နော်အဲ့ GPL လေးကိုကျွန်တော်တင်ပြချင်ပါတယ်ဒီပစ္စည်းလေးကဘယ်လိုအသုံးဝင်လဲဆိုတော့အဲကားတို့ဆိုင်ကယ်တို့မှာ GPL တွေကိုစီးကြည့်ပြီးတော့မလက်ချင်တဲ့သူတွေတော့ GPL အဲပတ်စံတွေအဲဖုန်းလိုပေါ့နော်စာရှင် ီတီစီအရီကိုခဏခဏကြောက်တတ်တဲ့သူတွေအဲကလေးတွေမှာလေဒါမှမဟုတ်လူကြီးတွေပေါ့နော်အားလုံးကိုထပ်တင်လို့ချင်ရင်ဒီဟာလေးကိုအဲချိန်ပေးထားလို့ရပါတယ်ဟိုတီလေးတွေပါလဲဆွဲပေးထားရင်အဆင်ပြေပါတယ်အဲပြောင်းရင်ရှာလို့လိုရပါပေါ့နော်အဲဒီပီစီလေးကတိတိလေးပဲဗျဟာလမ်းမလောက်လေးပဲရှိတယ်အဲသူရဲ့ factory လေးကတော့ဘယ်လောက်ခံလဲတော့မသိဘူးသူကတခဲလေးအပြုတ်တက်လဲလွယ်ရလွယ်ပါတယ်ဒါလေးကိုဖုန်းလေးနဲ့ချိတ်ဆက်ပြီးတော့ ကိုသုံးပြလို့ရပါတယ်။အဲသူကခြေဆက်တဲ့ဖုန်းတော့ iPhone နဲ့ iPad တို့မှာရတာပေါ့နော်။ Find My ထဲမှာဝင်ပြီးခြေလိုက်ရုံပါပဲ။ခြေရတာလည်းအရင်လွယ်ပါတယ်။အဲတော်တော်လေးလေးသုံးရတာအဆင်ပြေတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးက internet line လည်းမလိုပဲနဲ့ဘလို့နည်းပညာနဲ့ခြေဆက်လဲကျွန်တော်လည်းအသေးသေးတော့လေးလာမထားတော့မသိဘူး။အဲနေရာလည်းအတိအကျပြပေးတယ်။တော်တော်လေးလည်းသုံးတယ်လေ။အဲ GPS တက်ချင်တဲ့သူတွေဒါကျပတ်စံကုန်ကြတက်တာပြီးတော့မှလုံးရှုပ်လဲရန်တက်တာတဲ့ပစ္စည်းလေးတခုပဲ။ ောင်းလေးကကျွန်တော်ဝယ်တာ6900ပဲပေးရတယ်ဗျကျေးဇူးတင်ပါတယ်